်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမဆုံးအမေရိကန်ရဲ့ဘာမာတင်စစ်စင်ရေးစပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ဘာမာတင်ဥဆိုကအစ်စ်ဖွဲ့စည်းလာသောမြန်မာရှိငွေလင်ကိုင်းတိုက်ဖြည့်ရေးအဖွဲ့စကန်စင်တာဆွေဖို့တီမြန်မာနိုင်ငံအတွင်းရှိ အဆိုပါအဖွဲ့များ၏လုပ်ငန်းများကိုအခြားဌာနများနှင့်ပူးပေါင်း၍စတင်အရေးယူဆောင်ရွက်နေပြီဟုအမေရိကန်တရားရေးဝန်ကြီးဌာနမှထုတ်ဖော်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းရှိငွေလိမ်ကိုင်းများကိုတိုက်ဖျက်ရန် FBI အေဂျင့်များထိုင်းနိုင်ငံသို့စတင် ရောက်ရှိလာနေပြီဖြစ်သည်ဟုဝါရှင်တန်ကိုကိုလံဘီယာခရိုင်ရှင်းနေယုံမှကြေညာချက်ထုတ်ပြန်ထားပါတယ်။ဘာမာတင်ကိုဥဆောင်မဲ့အဆိုပါရှင်းနေယုံ၏အကြီးအကဲဂျင်းနင်းဖီရိုမှဥဆောင်မည်ဖြစ်ပြီး တရားရေးဝန်ကြီးဌာန၏ရာဇဝမှုများဆိုင်ရာလုပ်ငန်းရုံးခွဲ FVI နှင့် Secret Service မှ Agent များပါဝင်လာပါသည် အဆိုပါတိုက်ခိုက်ရေးအဖွဲ့ကြီးထိတ်တန့်လင်းလင်းမှုအစင်တာများကိုပိတ်ဆို့အရေးယူခြင်းတင်းစီခြင်းနှင့်ပုံကူများအားရာဇဝတ်ကြောင်းအရာတရားစွဲဆိုခြင်းတို့ဖြင့်အမေရိကန်အခြေခံအဆောက်အုံများကိုလိန်လည်သူများအားတုံးဆွဲနေမှုအားကာကွယ်ရန်နှင့်အများပြည်သူများအားပညာပေးခြင်းနှင့်နေနာရေးပေးခြင်းတို့ဖြင့်ရင်းလိန်လည်ခံရသည့်အမေရိကန်များကိုထောက်ပံ့ကာကွယ်ရန်အတွက်အစိုးရတွင်ရှိသည့်ရရှိနိုင်သောကိရိယာအလုံးကိုအသုံးပြုသွားမည်ဖြစ်သည်ဟုကြေညာချက်ကဆိုပါသည် ပြည်တော်မှာဗမာတင် SCSF ဖွဲ့စည်းခဲ့မှုနှင့်ဆက်လင်း၍ပြောကြားရာတွင်လိန်လယ်မှုစင်တာများဖြင့်တာမန်အမေရိကန်ပြည်သူများမျိုးရိုးစင်ဆက်စုဆောင်းထားသောကျေဝချမ်းသာမှုများတရုတ်ရာဇဝကိုင်များ၏အိတ်ကပ်များတဲ့သို့လွှဲပြောင်းရောက်ရှိနေသည့်ကျမတို့ရုံးအနေဖြင့်နိုင်ငံခြားသားတရားခဏ်များကိုဆွဲချက်တင်ရန်နှင့်၎င်းတို့၏ပိုင်ဆိုင်မှုများကိုတင်စီရန်အခွင့်အာဏာရှိသည်ဟုဆိုသည် ယခုအခါ SCSF တီအပြေအဝလဲပတ်လှူရှားလာနေပြီဖြစ်သည်ဟုလည်းပြောသွားခဲ့ပါတယ်။ SCSF အဖွဲ့ဝင်များသည့်မြန်မာ၊လာအိုနှင့်ကမ္ဘောဒီးယားတွင်လှူရှားနေကြသောတရုတ်ရာဇဝကံများအပြင်အဓိကပါဝင်နေသည့်ခေါင်းဆောင်များကိုဖော်ထုတ်ရှာဖွေသွားပြီးတရားစွဲဆိုနိုင်ရန်အဓိကဦးစားပေးလှူဆောင်နေကြပြီဖြစ်သည်ဟုလည်းဆိုပါတယ်။ဘာမာတင်ဒီမြဝတီရှိ DKBA ထိန်းချုပ်ထားရတိုက်ချန်ဌာန၏ website ကိုလည်းထိန်းချုပ်နိုင်လိုက်ပြီးဟုသိရပါတယ်။ထို့ပြင်နေရာအတိအကျဖော်ပြထားခြင်းမရှိသည့်မြန်မာနိုင်ငံရှိ နောက်ထပ်လိန်လယ်မှုစင်တာတစ်ခု၏ဂျိုးဒူးချိတ်ဆက်မှုများကိုတင်းစီရန်အတွက်လည်းဖန်ဝရံများတောင်းခံလျက်ရှိသည်ဟုဆိုပါတယ်။ဘန်ကောက်တွင်ရောက်ရှိနေသော FBI အေဂျင့်များသည် ထိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့နှင့်အတူအထိုင်ချပြီး BGF များအကာအကွယ်ပေးထားသည့် KK ဘတ်ရှိစခန်းများကိုတိုက်ဖြတ်သွားမည်ဖြစ်ပါတယ်။ဖေဗူဝါရီလအတွင်းကထိုင်းအထူးစုံစမ်းရေးဌာနမှ BGF ကောင်းဆောင်ဆော့ချစ်တူအားဖန်ဝရံထုတ်ပေးရန်တရားရေးဌာနသို့လျှောက်ထားခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်မှာ DKBAR အရင်ယူတန်ခတ်ရန်ကြီးညာပြီးလင်ပြီးချင်းရှေးဟုတ်စုမှာမြဝတီရှိ၎င်းတို့ဘိုင်းကာစီနိုကလက်နက်ကြီးများဖြင့်ပြစ်ခတ်သည့်ပြင်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး10ဦးဒဏ်ရာရှိသွားကြောင်းသိရှိရပါတယ်။တန်ခတ်ခံရသည့်စီရင်နေပါဝင်နေသည့် DKBA ခေါင်းဆောင်4ဦးထဲမှ2ဦးဖြစ်သူစောစိန်ဝင်းမှာ၎င်းတို့အဖွဲ့မှခေါင်းဆောင်အချို့အွန်လိုင်းငွေလိမ်ခိုင်းများကိုဥဆောင်လုပ်ကိုင်နေသည်ဟုဝန်ခံလာခဲ့ပါတယ်။ ယခုအရေးတဲ့အမေရိကန်တို့အုံနဲ့ကျင်းနဲ့ပါဝင်လာခြင်းဖြစ်ပါတယ်ထိုင်းရှိကမ္ဘာတဝန်လိမ်လည်မှုတိုက်ဖျက်ရေးမဟာမိတ်များအဖွဲ့၏ထုတ်ပြန်ကြေညာထိုင်းနိုင်ငံသား10ဦးလင်း6ဦးနှုန်းအလိန်ခံခဲ့ရပြီး2024တနည်းထဲတွင်စုစုပေါင်းထိုင်းဘတ်ငွေ130ဘီလီယံအလိန်ခံခဲ့ရသည်ဟုသိရပါသည်။စောချစ်သူ၏ပါတနာဖြစ်သူရှီချစ်ချန်အားထိုင်းမှတရုတ်သို့လဲပေးလိုက်ပြီးဖြစ်၍ KK ဘတ်နှင့်ပတ်သက်သည့်အရေးပါသောသတင်းအချက်အလက်များတရုတ်သို့ရရှိတော်မူဖြစ်ပါသည်။ အမေရိကန်ဒီလဲဒေါ်လာ10ဘီလီယံခန့်ဆုံးရှုံးထား၍၎င်းတို့အစိုးရမှလည်းအရေးယူရန်လှုံ့ရှားမှဖြစ်ပေတော်မူဟုယူဆလာခြင်းဖြစ်သည်ဟုလည်းဆိုပါတယ်။ရှီဂျီဂျန်ဒီဘီဂျင်းစီတို့ဆော့ချစ်တို့ဒီဝါရှင်တန်စီတို့လောဟူသောမိကွန်များထွက်ပေါ်လာနေပြီဖြစ်ပါတယ်။လာရှုံးမြို့နာမှာတက်ဆွဲထားတဲ့ MNDA တက်တွေစုပ်ပေးဖို့ရှီအုပ်စုရဲ့အမှန်ငါစစ်စင်ရေးအထူးအဖွဲ့မှုကိုတိုင်းလာရှုံမြို့ထိလာရောက်တောင်းဆိုပေမဲ့ငင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားသလို MND ကလည်း အင်အားတိုးချထားတယ်လို့မြေပြင်သတင်းအကြီးမြစ်ကပြောဆိုထားပါတယ်။လာရှိုးမျိုးကနေမန္တလေးမျိုးဘက်ကိုတည်တဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မွန်နဲ့တန်ရံမိုင်းရဲမျိုးဘက်ကိုသွားတဲ့နှံ့ပေါင်းဟိုရရွာတွေမှာ MNDAA ကတက်ဆွဲထားတာကိုနိုဝင်ဘာ17ရက်နေ့ကလာရှိုးမျိုးစင်နကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုခွာခိုင်းတာလို့စုံစမ်းသိရပါတယ်။နောင်မွန်နှံပေါင်းဟိုရရွာတွေဟာတက်ဆက်တဲရှိနေတာဖြစ်ပြီး MND က 2029စစ်စင်ရင်းနဲ့အတူတင်းယူခဲ့တဲ့နေမီထဲမှာပါဝင်ပါတယ်။အခုအချိန်အထိလည်းတက်ဆွဲထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ AB လမှာတရုတ်အစိုးရရဲ့ဂျောင်းဝင်စွဖတ်မှုကြောင့် MNDA ကလာရှုံမျိုးကိုကြည်တချက်မဖောက်ပဲပြန်လည်ပေးခဲ့ရပါတယ်။အခုထပ်ပြီးနောက်မွန်းနတ်ပေါင်းဟိုရရွာတွေကနေတရှင်ချင်းစုတ်ခွာပေးဖို့စစ်အုပ်စုကထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုတိုင်းလာရှုံမှာလာညီတာမရလို့ပြန်သွားပါပြီ။ နောက်ဆက်တွဲကဘာတွေဖြစ်လာမလဲတော့မသိဘူးကိုကန့်တွေကတော့အင်အားပိုများလာတယ်လို့နောက်မှမှနေထိုင်သူတဲ့ဦးကပြောဆိုထားပါတယ်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာအမှန်ငါစစ်ချင်းရဲ့အထူးအဖွဲ့မှုဖြစ်ပါတယ်သူဟာလာရှုံမျိုးကိုတရုတ်ဆိုရကူညီနဲ့ပြန်လည်ထိန်းချုပ်ဆင်မှာလဲမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်မတိတ်ရွှီကျွင်းနဲ့ဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDA နဲ့အပြည့်ရဆွေးနွေးပွဲကိုလည်းစစ်ကောင်စီဘက်ကနေဦးဆောင်ခဲ့သူဖြစ်ပါတယ်။ မကြန်သေးမီကတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစင်မှာလဲတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစစ်ကောင်းဆောင်နဲ့အတူတွေ့ဆုံခဲ့ပါတယ်။သူနဲ့ဆိုအဆင်ပြေမလားဆိုပြီးတောက်လျှောက်တာဝန်ပေးထားတာကိုကန့်ကပြန်ဆုပ်ပေးဖို့မရှိဘူးပြောလိုက်တော့နေပြည်တော်ပြန်တက်သွားတယ်လို့လာရှိုးမျိုးကတရင်အရင်မြစ်ကပြောဆိုထားပါတယ်။စစ်အုပ်စုဟာတောင်အမျိုးသားလွတ်လပ်ရေးတပ်မတော်ထိန်းချုပ်ထားတဲ့ကြောင်မဲနဲ့တီဘောမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်း မန္တလေးမူဆယ်ပြည်အောင်စုလန်လာရှုနဲ့တီဝော်လန်မိုင်ပဝင်းချင်းက MNDA စခန်းတွေကိုစုပ်ခွာဖို့ဖိအားပို့ပေးနေတာဖြစ်ပါတယ် MNDA ကလာရှိုးမြို့နယ်က၎င်းတို့တက်ဆဲထားတဲ့နေရာတွေအကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်းသတင်းမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စီရေးရစရေးသဘောတူညီချက်ဟာအရှင်းဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်အမြဲတတိရှိနေဖို့နဲ့ဗျူဟာကြကြနားလည်နေဖို့အော်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ MNDA ရဲ့အပတ်စဉ်တင်များအလဲကျတင်နန်းစင်ပွဲမှာ MNDA စီဦးစင်းမှုချုပ်က တင်နန်းရှင်ကိုကန့်တပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ် MND ဟာ2023ခုနှစ်အော်တိုဘာလ29ရက်နေ့မှာညီနောင်မဟာမိတ်ဖြစ်တဲ့ AA နဲ့ TNN အနေနဲ့တူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029စစ်စင်ရေးစတင်ခဲ့ပြီးလာရှိုးလောက်ကိုင်းချင်းရွှေဟော်မုံကိုဖောက်ဆိုင်ကုံချမ်းပန်းလုံးကွန်လော်တန်ဒီတာမိုညဲပန်ဆိုင်မြို့တွေကိုတင်ပိုက်ခဲ့ပါတယ်တင်းယူထားတဲ့မြို့တွေမှာအုတ်ထုတ်ရေးရန်တရာဖော်ဆောင်နေစဉ် တရုတ်အစိုးရရဲ့ PR ကြောင့်စစ်ကောင်စီနဲ့အပြစ်ရထားသလိုလာရှိုးမျိုးကိုလည်း2025ခုနှစ်အေဘီလာမှာစစ်ကောင်စီတိုင်းပြန်လည်ပေးခဲ့ရတာပါတိန်ဒီမျိုးကိုပြန်ပေးဖို့စစ်ကောင်စီက PR ပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဆက်လက်ပြီးကျန်းဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရတဲ့ဖွဲ့စည်းလျင်လက်ရှိစစ်တပ်ကချမှတ်ထားသောနိုင်ငံရေး policy ကိုသာဆက်လက်ကျင့်သုံးသွားမည်ဟုခင်ဗျီပြောဆိုသည့်သတင်း LND ပါတီနှင့်ပတ်သက်၍သဘောထားတင်းမာသည့်တရင်တင်ဆက်ပေးသွားပါမယ်ရှင်။ ကျပ်ဖို့ပါတီကရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်အစိုးရတဲ့ဖွဲ့စည်းလင်းလက်ရှိစစ်တကချမှတ်ထားသောနိုင်ငံရေးလှမ်းစဉ် policy အတိုင်းသာဆက်သွားမည်ဖြစ်ကြောင်းကျပ်ဖို့ပါတီဥက္ကရာခင်ကြီးကပြောဆိုလာကြောင်းကြက်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။နိုဝင်ဘာလ17ရက်နေ့နေပြည်တော်ရှိကျပ်ဖို့ပါတီဌာနချုပ်တွင်ပြုလုပ်သောအောင်နိုင်ရေးအခမ်းအနားတွင်လွှတ်တော်ကိုယ်စားလှယ်လောင်းချုပ်ကိုခင်ကြီးကလက်ရှိကြက်ခိုင်ရေးပါတီကသွားမည်မူဝါဒ ရွေးကောက်ပွဲကျင်းပစရမ်းများနှင့်ပတ်သက်၍ပြန်လည်ရှင်းလင်းအတည်ပြုရာတွင်ထိုကဲ့သို့ထည့်သွင်းပြောဆိုထားခြင်းဖြစ်ကြောင်းသိရှိရပါသည်ရှင်။မြန်မာနိုင်ငံ၏ဒီမိုကရေစီသည်စီကံပြေဝသောဒီမိုကရေစီဖြစ်ရမည်ဖြစ်ပြီးစစ်တပ်ကစီကံပြေဝသောဒီမိုကရေစီစနစ်ကိုစောင့်ကြပ်သူအဖြစ်ဆက်လက်ရှိနေမည်ဖြစ်ကြောင်းကျပ်ဖို့ပါတီတွင်စစ်တပ်အပါအဝင်ခိုင်မာသောအဖွဲ့အစည်းများ၏ထောက်ခံမှုရရှိထားကြောင်းတိုင်းပြည်အုပ်ချုပ်ရေးအတွေ့အကြုံကများရှိပြီးနိုင်ငံတိုးတက်အောင်လှုံ့ဆော်နိုင်ခဲ့သည့် အောက်ချုပ်မှုစွမ်းရည်ကောင်းများရှိနေကြောင်းလက်ရှိကျန်းဖို့ပါတီအနေဖြင့်စစ်တပ်ကချမှတ်ထားသောမူဝါဒများနဲ့လမ်းစဉ်များအတိုင်းသာဆက်လက်ချီတက်သွားမည်ဖြစ်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအောက်ချုပ်သွားမည်ဟုခင်ယီကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်ရှင်။တမရော်ကမြန်မာနိုင်ငံရဲ့ Gradient of Democracy အဖြစ်ဆက်ရှိနေမယ်။လက်ရှိတမရော်ကချမှတ်ထားတဲ့လမ်းစဉ်တွေအလုံးအတိုင်းဆက်သွားမယ်။မဲဆဲတဲ့နေရာမှာချမှတ်ထားတဲ့မူဝါဒနဲ့လမ်းစဉ်တွေအတိုင်းပဲမဲဆဲဖို့မှာတယ်။အစိုးရဖြစ်လာရင်လည်း လက်ရှိလမ်းစဉ်တွေအတိုင်းပဲချမှတ်ဆောင်ရွက်ပါမယ်။ပါတီမှာလည်းအတွေ့အကြုံကောင်းနေရှိတဲ့ခိုင်မာတဲ့အဖွဲ့အစည်းတွေရဲ့ထောက်ခံမှုရှိနေတဲ့ပြည်ခိုင်ဖြိုးကပဲအနိုင်ရရမယ်လို့မှာတယ်ဟုစန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။